ရန်ကုန်လာတော့ကျွန်တော်အိမ်မက်တခုပဲနော်လူနေရလားမဲဟုတ်ပဲပါဩော်တာလူတာလူတာလူတော့ရေဘူး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 ရှိသေးလားလူရာကိုဟွစကားမပြောမှလို့တိုက်ကြတော့ကိုပြောလိုက်လို့ရှိရင်အဲကြိုက်ပါမလားအကိုပြောတဲ့စကားစိတ်ဝင်စားပါမလားပေါ့အဲ့လိုတွေရှိရောအဓိကပြဿနာအပြည့်မပြည့်စုံဘူးနော်ဒီကောင်နဲ့ဒီကောင်ကျဲဆိုတော့နော်အဲ့လိုမျိုးတယောက်တည်းဆိုတော့အားငယ်တဲ့စိတ်တွေရ ပြောမဲ့စကားတော်တော်ပြောမတွေ့ဘူးပေါ့။ဘာကျင်တာတော့ရှိတကုန်ဖေးရပေါ့။ဟိုစတောင်းကြည့်တယ်ဆိုတော့ဟိုဘာဘဝလူဖြစ်ခဲ့ရင်ပေါ့။ဒီလိုဘဝမျိုးမဖြစ်ပြရသင့်တယ်ပေါ့။အဲလိုမျိုးစတောင်းပေါ့။ရန်ကုန်လာတော့ကျွန်တော်တို့အိမ်မက်တစ်ခုပေါ့နော်။ပထမအိမ်မက်တစ်ခုလို့ပြောလို့ရပါဘူး။ညီလေးဒီဦးလေးခေါ်တော့ပြီးတော့ ပထမဆုံးတော့ကျွန်တော်ဆရာပေါ့ဆရာဦးနိုင်နဲ့တွေ့ခြင်းနဲ့ကျွန်တော်စိန်နန်းစိန်တက်ကအကူကြီးနေတယ်တွေ့ခြင်းနဲ့ပြီးတော့ကျွန်တော်ဖရာတော့ရှင်ဆွေတော်ကဖရာလည်းဖူးခြင်းနဲ့တော်တော်များများလုံးဖြစ်ချင်တာများတော့ဒီမှာကျတော့တော်ဘုံပြည့်သွားပေါ့ရန်ကုန်ဆိုတော့ကျွန်တော်အရင်ကတည်းကတည်းကသိပါတယ်စနေစကားနဲ့တော့သိပါတယ်ရန်ကုန်ဆိုတော့ကြားတော့ကြားဘူးနဲ့ဘေဘက်လှည့်မှန်းလည်းမသိဘေဘက်နားမှာအခုကငငယ်ငယ်တွေးရပေါ့ရန်ကုန်ဆိုတော့ ဘာလဲလို့လားကိုယ်စီတယ်မှာဘာလဲရန်ကုန်ဆိုတာအရင်တော့မြုံမဲလောက်မသိဘူးငငယ်သေးပါလေရန်ကုန်တော့သူများပြောတော့ရွာမှာတော့ရန်ကုန်ကပြန်လာတယ်ရန်ကုန်ကပြန်လာတယ်ရန်ကုန်ကဘာပြောလာမှမသိငငယ်တဲ့ကြားတော့ကြားဘူးကဘုန်းတော်ရွာပဲရန်ကုန်ကပြီးမှသိတော့ရန်ကုန်မြို့ပေါ့နော်အလုတ်အလုတ်ကပြန်လာဘုန်းတော်အရွာပြန်ပြန်လာတယ်အခါရက်တွေဆိုရင်ပြန်လာကြတယ်လေတချံဆိုတချံပေါ့တရင်ကျွတ်ဆိုပြန်လာကြတယ်ဒီရွာမှာငငယ်လေးကအဲ့လိုမျိုးလေးတွေ့ရပေါ့ရန်ကုန်ပြန်ရန်ကုန်ပြန်မန္တလေးပြန်အဲ့လိုမျိုးလေးအာရောက်ခုရှင်တော့ကိုယ်နဲ့လည်းအတိရဲမရှိဘူး သွားနိုင်မယ်အင်အားလည်းမရှိဘူးပေါ့ကြိုးမဲ့ကြိုးဆုံမဲ့လူတွေကအများကြီးပေါ့ you know အဲ့မရောလိုက်အဲ့ကာကဲကစောင့်နေမယ်ဘယ်ဘယ်နေလို့ဖုံးလက်စတော့ဖုံးလက်စနေမောင်လေးလို့မရောက်သေးဘူးလားအဲ့လိုတွေရှိရပေါ့မဟုတ်ဘူးကျွန်တော်တို့ကလမ်းမာပြီးတော့ဒီနောက်ကစင် land whatever စေခဲ့လိုက်တယ်လို့အဲ့လိုပဲပြောလဲသွားကျင်တော့ရှိတကုန်ဖေးရပေါ့ဟို စားကျင်တဲ့ဟာတွေလည်းဦးနဲ့အကုန်လုံးသိတယ်ဒီမှာရောက်ရင်ဘာဆိုင်နဲ့တကယ်နာမည်အကောင်စားဆိုင်တွေအကုန်လုံး light သူကိုယ်တိုင်ဥဆောင်ပြီးတော့ light ဝယ်ကျွေးရယ် light ပြရတယ်အဲ့တော့တရက်မရှိသေးရင်နောက်ထပ်ဘာလေးဘာလေးပြအထူးစက်နေပြအောင်မလုပ်နဲ့ကြောက်တဲ့စိတ်ကတော့မရှိဘူးဒါဆိုတော့နေရတာကြောက်စိတ်ကတော့ဟိုဘယ်လိုပြောမလဲအများတယောက်ထဲနေရဆိုကြောက်စိတ်ဆိုတာတော့မရှိခဲ့ဘူးပေါ့ဝမ်းနေတဲ့စိတ်အားနာအားငယ်တဲ့စိတ်ပေါ့နော်ဟိုလူတွေဟာကိုယ်ကို စကားမပြောမှလို့အတိုင်းကြောင့်တော့အာကိုကလည်းဘာမှစကားလည်းသိထူ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 များလို့မပြောစကားမပြောတော့ပြောတတ်တယ်ဒါပေမဲ့ကျွန်တော်မှပြောရင်းနေမှတော့ပြောချင်တဲ့စိတ်တွေကတော့အများကြီးပဲတော့မပြောတတ်တာပေါ့နော်အကုန်လုံးကတော့တိတော့တိနေရပါတော့တိပြီးတော့မပြောမပြောထွက်တာပါမပြောရေးတာပါစိတ်ကြီးမရေးတာပါအဲ့လိုမျိုးလူတွေကကိုပြောလိုက်လို့ရှိရင်အဲကြိုက်ပါမလားအကိုပြောတဲ့စကားစိတ်ဝင်စားပါမလားပေါ့အဲ့လိုတွေရှိရပါတော့ ူမျိုးမျိုးမျိုးပေါ့ကိုကအဓိကပြဿနာမပြေမပြေစုံဘူးနော်ဒီကောင်နဲ့ဒီကောင်ကျဲဆိုတော့နော်အဲ့လိုမျိုးတယောက်တည်းဆိုတော့အားငယ်တဲ့စိတ်တွေကပြောမဲ့စကားတော်တော်ပြောမတွေ့ဘူးပေါ့နောက်ဆုံးမဟုတ်သွားပွဲဆိုင်တာတထောင်တထောင်ပါရင်တော့တထောင်တန်းနဲ့တော့မဝင်စားရိတ်တယောက်တည်းရှက်တာပေါ့မပြောရေးတာပေါ့အဲ့လိုမျိုးအဲ့လိုမျိုးဒီဟာဘယ်လောက်ဈေးလည်းမစစ်ရဘူးအဒီကဒီမိုးကဘယ်လောက်လည်းမစစ်ရဘူးဒီခါလေးစုံစမ်းပြီးတော့ညီလေးဒီနေ့ ဒီမောကတထုပ်ပဲလောက်လို့တထောင်ဆိုတထောင်အဲ့လိုတန်းတန်းအလိုပဲဈေးမစိရေဈေးစိနဲ့ဟိုပြောမှလည်းကြောက်တော့ဘူးကတည်းကဒီတဲ့ပြောတာဒီရတယ်စင်ချင်ရတော့ပဲကျွန်တော်အလိုဟိုစကားလေးစကားလေးတူတူမြန်မာလေးမဲ့ပါကြလေးပါကြတော့နာမည်လေးကြီးရလေအခုတကူလေးကြီးရအဲ့တော့စတုံးကြည့်တယ်ဆိုတော့ဟိုပေါ့နောက်ဘဝအဲလူဖြစ်ခဲ့ရင်ပေါ့အဲဒီလိုဘဝမျိုးမဖြစ်ပြရသင့်တဲ့ပေါ့အဲလိုမျိုးစတုံးပေါ့ ဒီဆုံးဖဆုံးနဲ့နေနေပေါ့အကိုအမပေါ့နော်ညီလေးညီမလေးအဲအဲ့လိုမျိုးဘဝမလုံးနေနေတာပေါ့